အားလုံးမင်္ဂလာပါဒီနေ့မှာတော့တောင်းကလာမြို့နယ်ထဲမှာရှိတဲ့မာကဆက်နယ်လမ်းမှာရှိတဲ့မာဒကွန်တိုအယောင်ကံကိုကျွန်တော်မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီကွန်ဒိုပါဆိုရင်တောင်းလာထဲမှာကျွန်တော်တို့ကားပါကင်ရတဲ့ကွန်ဒိုဆိုတာမရှိလောက်ရှားတယ်ရှေ့ရင်လဲကျွန်တော်တို့အာစင်မပြေကြအောင်လုံခြုံရေးအားနေတယ်ပေါ့လေကျွန်တော်ဒီဘက်မှာဆိုလုံခြုံရေးလည်းအသင့်ပါပြီးသားကိုပိုင်ဂျန်နရေတာကိုပိုင်ထရန်စဖော်မာနဲ့24နာရီရတဲ့အဲကျွန်တော်တို့တောင်းအထန်းလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီကွန်ဒိုအတွက်အလောင်းလောင်းတဲ့ energy source ရရှိဖို့အတွက်ကျွန်တော်တို့ဒီဘက်မှာကိုပိုင်ထရန်စဖော်မာတွေနဲ့ကျွန်တော်ဓာတ်လေက24နာရီရဖို့ကိုပိုင်ဂျန်နရေတာလည်းကျွန်တော်ထားရှိပေးထားတယ်အဲ့ဒါပြင်ဖို့ကလုံခြုံရေးအတွက် ကျွန်တော်တို့ဒီဘက်မှာ security 24 hour ရရှိမှဖြစ်တဲ့အပြင်ကားပါကင်တနေရာစာလည်းတိတက်ပါဝင်လာမှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အခုခန်းလေးကိုသွားပြီးတော့ rental လေးလုပ်လိုက်ကြရအောင်။ Okay. So ဒီခန်းလေးကတော့ကျွန်တော်6လောက်မှာပြပါတယ်။အဲဒီခန်းလေးရဲ့အကျယ်ဝါတော့ square feet 1500ကျယ်ဝန်းရှိပြီးတော့ one master two single brand name ကိုပါဝင်တဲ့3 plus 1ခန်းမျိုးစာပဲဖြစ်ပါတယ်။ဒါကတော့ fully decorate ပြင်ဆင်ထားပြီးသားကျွန်တော်ပြင်ဆင်စိတ်ကြီးပဲ3000ဝန်းကျင်လောက်ကိုကြခံပြီးတော့ပြင်ဆင်ပေးထားတယ်။ဒါ first owner CD ရောတိုက်ရိုက်ပွဲလို့ရမှာဖြစ်ပါတယ်။ဒီခန်းလေးပြင်ဆင်ထားလို့ကျွန်တော်တစ်ချက်လိုက်ရှင်းပြပေးမယ်။ဒါဝင်ချင်းရဲ့ကျွန်ညာပဲချမှာဆိုရင်ဒါကကျွန်တော်တို့ဒါ funnel စင်ထားဖို့နေရာပေါ့လေ။ပြီးတော့ကျွန်တော်ဒီဘက်မှာထိုင်ပြီးတော့ funnel ဝတ်တာ funnel စီတာတကယ် convenience ဖြစ်အောင်လို့ပြပေးဆုံးပြင်ဆင်ပေးထားတယ်။ပြီးတော့ကျွန်တော်တို့ကြည့်ရတာအမြင်ရှုပ်မနေအောင်လို့အထဲမှာဒီ meter ပေါက်တရားစတစ်ခါလေး height ထုတ်ပြီးတော့ဟော finish လောက်ထား decoration ထည့်ထားရပေါ့လေဒါမျက်လုံးအေးမဲ့အရောင်လေးတွေ color match လေးတွေလုံးဝ minimalist style လေးကိုသုံးပေးထားတယ်ဒါကတော့ကျွန်တော်တို့ဒါ air gain area နဲ့ကျွန်တော်ဒီဘက်က area နှစ်ခုကို separate လုပ်ထားတဲ့ decoration လုပ်ထားတာကျွန်တော်ဒီဘက်မှာမိသားစုပုံတွေတပ်ပုံတွေပါတယ်အကုန်လုံးထားလို့ရမယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုရင်လည်းပြန်ပြီးတော့ဟောပြန်ပြင်ဆင်လို့ရမယ်အနေထားလေးမှာရှိရေကင်းတက်တာပြန်ထားရလို့ပါတော့အထက်မှာလည်းအာမိဖို့ကြောင့်ခန်းဆိုလဲအခြေအပြီးပဲချက်လိုက်ကြည့်လိုက်အောင် အာဒီမီဖို့ကြောင့်ခန့်အားဆိုကျွန်တော်ဒါ Leslie Kuno တွေမှာပြင်ထားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့အပေါ်အောက်ကိုဒီ Marvel ကြောက်အစ်စ်တွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြင်ဆင်ထားတယ်ပြီးတော့ရင်ကျွန်တော်ဒီ Kuno မှာအားသာချက်တစ်ခုကပစ္စည်းတွေကထပ်ပြီးတော့ပြင်ဆင်စရာမလိုလောက်လောက်အောင်ပြည့်ပြည့်စုံစုံထည့်ပေးထားတယ်ဒါတော့ Gas Stove တွေကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ဒါအပစီဒီဝက်တီရှာရီယာစာတခါရေးထည့်ပေးထားတယ်။ပြီးတော့နေရလူတွေနေရလူအရင် convenience ဖြစ်အောင်လို့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်အဝိရှုံဆက် ဒီပါတခါရဲထည့်ပေးမှာဖြစ်ပါတယ်ပြီးရောဒီဘက်မှာအဝတ်လန်းတဲ့နေရာတွေဒါ view ဆိုရင်အပွင့်လေကောင်းလေတက်ကြာမယ်ဒီဘက်မှာဆိုကျွန်တော်တို့ dry kitchen အနေနဲ့ရောဒါ wet kitchen အနေနဲ့ရောကျွန်တော်သုံးလို့ရမယ့်ပုံစံမျိုးပေါ့အာဒီဘက်မှာ cabinet တွေစာရင်းနဲ့တားသိန်း၅သိန်းတွေဒီဘက်မှာလှီးရမယ်ပကန်းစီမဖျားခန်းလဲမယ်ဒီလိုမျိုးစံမျိုးကျွန်တော်ပြင်ဆင်ပေးထားတွေ့ရဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်ဒီခန်းလေးကိုတက်ပြီးလိုက်ပြပေးမယ် အဲ့တော့အောက်မှာဆိုရင်လည်းဒါကြွေပြားအချက်အကြီးတွေပဲကျွန်တော်ပြင်ထည့်ပေးထားတယ်ပေါ့ခင်ပေးထားတော့ကျွန်တော်တို့ဒါနေရတဲ့လူပေါ်မှာပုံပြီးတော့ living space ကိုကြည်ကြဲဝန်းတဲ့နေရာမှာဖြစ်တယ် air con ဆိုရင်လည်းကျွန်တော်ဒီခန်းထဲမှာ6လုံးလောက်ကျွန်တော်ထည့်ပေးထားတယ်လိုက်ပြပေး air con ထဲမှာကြီးပဲ2လုံးရှိတယ် ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ဒါဟို again area ပေါ့ again เนี่ยကျွန်တော်တို့ဒီဘက်က living time เนี่ยကျွန်တော်တွဲထားတဲ့ပုံစံမျိုးနေထားလေးဖြစ်ပါတယ် ceiling တွေပါတယ်အစားကျွန်တော်ပြင်ထားပြီးသားဘာမှထပ်ပြင်စရာမလိုတော့ဘူးဒါ TV ထားဖို့နေရာတွေကျွန်တော်ထပ်ပြီးပြင်ဆင်ပေးထားတယ်ဒီကတော့ view အပွင့်ဖြစ်တယ် view ပွင့်ဆိုတော့ကျွန်တော် day life ကောင်းကောင်းမှာကျွန်တော်မိသားစုတွေနဲ့အဲအနာယူပန်းဖြေလို့ရမယ်မိသားစုများတဲ့လူတွေဆိုရင်လည်းအဆင်ပြေတယ်မိသားစု9ယောက်6ယောက်လောက်ဒီမှာချစ်ချင်မွန်းမွန်းနေလို့ရတယ် အဲဒါဆိုရင်တော့ဒါဖျားစင်အေရီယာတွေကဆာကျွန်တော်တို့ decoration ထည့်ပြီးပြင်ပထားတာဖြစ်ပါတယ်။သူတက်ပါဝင်လာမယ်အခက်လေးလိုက်ပြပေးပါမယ်။ Okay so ဒါသူတက်ပါဝင်လာမယ် single ခန်း single ခန်းပြင်ထားတာဆိုရင်တကယ်ကို convenience အရင်ဖြစ်လို့ ਨੇ ကျွန်တော်တို့ဒီဘက်က အပြင်ထားတဲ့ဒီဇိုင်းဟာဆိုရင်ဒါလုံးဝ fully furnished ပေါ့လူတစ်ယောက်စာအတွက် cabinet တွေပါတယ်အစာပြည့်ပြည့်စုံလုပ်ပေးထားတယ် second can ဆိုပေမဲ့ကျွန်တော်ဒီမှာ air con ပြင်ဆင်ပေးထားတဲ့အပြင်မှာဒီလိုမျိုး view ပွင့်ဖြစ်တယ်အဲ့တော့ day life မှာကျွန်တော်တကားရေးပိုင်းဖွင့်လို့ရတယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါအလုပ်တွေပိုင်းလုပ်ရလို့ဆိုတာ walking space ပေါ့ထိုင် table လေးချမူဆော်လေးစီထား socket တွေပါတယ်အစာထားတယ်ပြင်ဆင်ပေးထားတယ်ဒါအရင် convenience ဖြစ်အောင်ပြင်ပေးထားတယ်ပေါ့လေ ဒါကတော့ကျွန်တော်တို့ဒါ main room အနေနဲ့ပဲသုံးသုံးဒါမှမဟုတ်ပစ္စည်းတွေထည့်ထားတဲ့ store room အနေနဲ့ပဲသုံးသုံးသုံးလို့ရမယ် plus 1ခန်းလေးပဲဖြစ်ပါတယ်ထည့်လိုက်ကြည့်လိုက်ဒီကန်းဆိုရင်လည်းဒါလူတယောက်စာနေမယ်ဆိုရင်လည်းနေလို့ရတယ်လူမနေချင်ဘူးစတိုရီပါရင်ပစ္စည်းပဲထားမယ်ဆိုရင်ထားလို့ရတယ်ကြကြဝန်းနေထားရှိပါတယ်ဒါကတော့ဒါသူ့ရဲ့နောက်ထပ်ပါဝင်လာမယ် အမ် single parent camp ဖြစ်ပါတယ် single worker camp ဆိုပေမဲ့ဒါအတွင်းဘက်ခန်းဆိုတော့လည်းအေးရမ်းလေးရှိရယ်နေအိတ်တွေပါလည်းမထိုးဘူးပြီးတော့ရင်ဒီဘက်ချက်မှာဆိုရင်လည်းကျွန်တော် cabinet ကိုလုံးဝ add to ceiling တခါတယ် wardrobe တွေခါထည့်ပေးထားပဲဖြစ်ပါတယ် air con တစ်လုံးပတ်ဝင်လာမှာဖြစ်ပါတယ်ထည့်လိုက်ကြည့်လိုက်အောင်ပါဒီဟာလေးကိုတစ်ချက်တော့ပြပေးမယ်ဒါကတော့သူ့ရဲ့ common toilet common toilet ဆိုပေမဲ့တကယ်ကိုကျွန်တော်တို့ဒါကြင်ကြင်ဝုန်းဝုန်းနဲ့ရှိတဲ့အနေအထားကိုတွေ့ရပါတယ်ဒီဘက်မှာဆိုကျွန်တော်တို့ဒါရေချိုးစင်တွေပါတွေကစား ပြပြဆိုဆိုကြွေပြားဆိုတဲ့အပြစ်ကုန်ခင်မိထားတာ convenience ဖြစ်အောင်လုပ်ပေးထားတယ်ပြီးရင်အာဒီဘက်ချမ်းမှာဆိုရင်ဒါသူ့ရဲ့ပါဝင်လာမယ်အ main master can ဖြစ်ပါတယ် main master can ရဲ့ဒါကတော့သူ့ရဲ့အာ five room ပေါ့ five room ဖြစ်ပါတယ်ဟိုခန်းထက်ဟိုဘက်ကခန်းထက်ပုံကြီးကြီးကြီးမျိုးကျွန်တော်လုပ်ပေးထားတယ်ပြီးတော့ရင်ကျွန်တော်တို့အာဒီဘက်ချမ်းမှာဆိုရင်ဒါလူနှစ်ယောက်စာအတွက်ကို both those တွေ add to see လေးပြန်ပြီးတော့ signage လုပ်ပေးထားတာကိုပြရမှာဖြစ်ပါတယ် ပြီးတော့ရင်ကျွန်တော်ဒီဘက်ချက်မှာ air con တစ်လုံးပါမယ်သူလည်းဒီလိုပဲအာလောမဗျူအပွင့် daylight ကောင်းကောင်းမှာနေလို့ရမယ်ပြီးရင်ကျွန်တော်ဒီဘက်ချက်မှာ decoration နဲ့ light တွေနဲ့ဒါ curtain လေးပါညထားလိုက်တယ်ဆိုရင်အာ interior အတွက်ပြည့်စုံတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒါတော့မိသားစု3 4ရောင်းနဲ့နေလို့ရမယ်ဈေးကလည်းကျွန်တော်တောင်းလာထဲမှာအာ lesvi condo ပုံစံမျိုးနေလို့ရမယ်အခန်းလေးပဲဖြစ်ပါတယ်ဘန်လုံးလည်းရရှိပါတယ်ဗီလေးကိုအစိုးရ GPS တချို့တင်ပါတယ်နောက်ပြည့်ရမှာပြန်လည်းဆုံးဖြတ်ပါမယ်